ရောက်တဲ့အရက်မှာလွတ်လပ်စွာတကောအစွမ်းကိုထိတွေ့ခြင်းပြစ္ဆုတ်ပံခိုက်တန်လာလျင်အစ်စ်အမှန်ဘဝဖြစ်တယ်လို့ဆရာသခင်ရှင်တော်ဗုဒ္ဓမိတ်တော်မူခဲ့ပါလေအတိတ်ဆိုတာပြီးခဲ့ပါပြီအနာဂတ်ကလည်းမရောက်သေးပါဘူးနေထိုင်ရှင်သန်ရာကာလဟာပြစ္ဆုတ်ပံ ခိုက်တန်တာဖြစ်ပါလေ။ဒါကြောင့်လက်ရှိပြစ္ဆုတ်ပံကိုပဲအာယုံဆိုက်ရပါလေ။ပြစ္ဆုတ်ပံကိုအာယုံဆိုက်လိုက်ခြင်းအပြင်ဘဝကိုနဲ့နဲ့နေနေထိတွေ့ခံစားရပါလေ။ချူသွင်းလိုက်တဲ့ဝင်လေဟာဘဝပါ။ဆိုက်ထုတ်လိုက်တဲ့ထွက်လေဟာဘဝပါ။လန်းလိုက်တဲ့ခြေလန်းတိုင်းဟာဘဝပါ။ သက်ရှူတဲ့လေဟာဘဝဖြစ်ပါတယ်။ကောင်းကင်ဗျာနဲ့တစ်ပင်တွေကို ထိတွေ့ခံစားလိုက်နိုင်ပါတယ်။ခြင်းငဲ့တွေရဲ့အတန်ကိုကြားလိုက်နိုင်ပါတယ်။လူတွေရဲ့စကားတန်ကိုကြားလိုက်နိုင်ပါတယ်။အခုလက်ရှိပြစ်ဆုံးပံအခြေအနေစီ ပြန်ရောက်နိုင်တယ်ဆိုရင်အသင့်ရှိနေတဲ့အံဩဝေရာ ဘဝအတွေ့အကြုံတွေကိုထိတွေ့ခံစားနိုင်ပါလေပြစ္ဆုတ်ပံအခိုက်အတန့်တွေမှာပျော်ရွှင်စရာမရှိနိုင်ဘူးလို့လူတော်တော်များများက ထင်နေကြပါလေပျော်ရွှင်မှုရရှိဖို့အတွက်ကြိုတင်ပြင်ဆင်စရာတွေရှိနေတယ်လို့လူများစုကယုံကြည်နေပါတယ်ဒါကြောင့်ပဲအနာဂတ်မှာနှင်မျောပြီး ပြစ္ဆုတ်ပံမှာမရှိနိုင်ရတော့ပါဘူးဒီတော့အံဩဝေယဘဝအတွေ့အကြုံတွေနဲ့ရွေးချော်ကြရပါတယ်အနာဂတ်စီကိုပဲအတော့နေနေရင်လက်ရှိဘဝရဲ့အံဩဝေယတွေကိုမကြည့်တွေ့မခံစားနိုင်ပါဘူးပြစ္ဆုတ်ပံခိုက်တန်လာလျင်အစ်အမှန်ဘဝဖြစ်တယ်လို့ဆရာသခင်ရှင်တော်ဗုဒ္ဓ မိတော်မူခဲ့ပါလေအတိတ်ဆိုတာပြီးခဲ့ပါပြီအနာဂတ်ကလည်းမရောက်သေးပါဘူးနေထိုင်ရှင်သန်ရာကာလဟာပြစ်စုံပံအခိုက်အတန့်သာဖြစ်ပါလေဒါကြောင့်လက်ရှိပြစ်စုံပံကိုပဲအာယုံဆက်ရပါလေပြစ်စုံပံကိုအာယုံဆိုင်လက်ခြင်းအပြင်ဘဝကို နဲ့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 ချစ်တွေ့ခံစားရပါတယ်ချူသွင်းလိုက်တဲ့ဝင်လေဟာဘဝပါဆိုက်ထုတ်လိုက်တဲ့ထွက်လေဟာဘဝပါလမ်းလိုက်တဲ့ခြေလမ်းတိုင်းဟာဘဝပါအသက်ရှူတဲ့လေဟာဘဝဖြစ်ပါတယ်ကောင်းကင်ပြာနဲ့သစ်ပင်တွေကိုချစ်တွေ့ခံစားလိုက်နိုင်ပါတယ်ခြေငှက်တွေရဲ့အတန်ကိုကြားလိုက်နိုင်ပါတယ် လူတွေရဲ့စကားတံကိုကြားလိုက်နိုင်ပါတယ်အခုလက်ရှိပြစ္ဆုတ်ပံအခြေအနေစီပြန်ရောက်နိုင်တယ်ဆိုရင်အသင့်ရှိနေတဲ့အံ့ဩဖွယ်ရာဘဝအတွေ့အကြုံတွေကိုထိတွေ့ခံစားနိုင်ပါတယ်ပြစ္ဆုတ်ပံအခိုက်အတန့်ထဲမှာပျော်ရွှင်စရာ မရှိနိုင်ဘူးလို့လူတော်တော်များများကထင်နေကြပါတယ် ရွှေမှုရရှိဖို့အတွက်ကြိုတင်ပြင်ဆင်စရာတွေရှိနေတယ်လို့လူများစုကယုံကြည်နေပါတယ်။ဒါကြောင့်မယ်အနာဂတ်မှာနှစ်မျောပြီးပြစ္ဆုတ်ပံမှာမရှိနိုင်ကြတော့ပါဘူး။ဒီတော့အံဩဝေယဘဝအတွေ့အကြုံတွေနဲ့လွဲချော်ကြရပါတယ်။အနာဂတ်စီကိုပဲအတော့နေနေရင်လက်ရှိဘဝရဲ့ အံ့ဩဖွယ်ရာတွေကိုမကြည့်တွေ့မခံစားနိုင်ပါဘူးလက်ရှိခဏပြစ္ဆုတ်ပံအခိုက်အတန့်တွေမှာဖြေလျှော့ကုသခြင်းတွေပြောင်းလဲခြင်းတွေနှစ်သက်ပျော်ရွှင်ခြင်းတွေရှိနေပါတယ် touching miracles တကောအစွမ်းကိုထိတွေ့ခြင်း according to the buddha my teacher, life is only available in the here and now. The past is already gone and the future is yet to come there is only one moment for me to live, the present moment. So the first thing I do is to go back to the present moment. By doing so, I touch life deeply. My in breath is life my out breath is life Each step I take is life. The air I breathe is life. I can touch the blue sky and the vegetation. I can hear the sound of the birds and the sound of another human being. If we can return to the here and now, we will be able to touch the many wonders of life that are available. Many of us think that happiness is not possible in the present moment.

This is why we step over many of the wonders of life If we keep running away into the future, we cannot be in touch with the many wonders of life, we cannot be in the present moment where there is healing, transformation, and joy. အနာဂတ်စီကိုပဲအတော့နှင်းနေရင်လက်ရှိဘဝရဲ့အံ့ဩဖွယ်ရာတွေကိုမကြည့်တွေ့မခံစားနိုင်ပါဘူး Touching miracles According to the Buddha my teacher life is only available in the here and now The past is already gone and the future is yet to come There is only one moment for me to live the present moment so the first thing I do is to go back to the present moment. By doing so, I touch life deeply. My in-breath is life, my out-breath is life. Each step I take is life. The air I breathe is life. I can touch the blue sky and the vegetation. I can hear the sound of the birds and the sound of another human being. If we can return to the here and now, we will be able to touch the many wonders of life that are available. Many of us think that happiness is not possible in the present moment. Most of us believe that there are a few more conditions that need to be met before we can be happy. This is why we are sucked into the future and are not capable of being present in the here and now. This is why we step over many of the wonders of life. If we keep running away into the future, we cannot be in touch with the many wonders of life, we cannot be in the present moment where there is healing, transformation, and joy. ပစ္စုပန်ခိုက်တန်လာလျင်အစ်စ်အမှန်ဘဝဖြစ်တယ်လို့ဆရာသခင်ရှင်တော်ဗုဒ္ဓမိတော်မူခဲ့ပါတယ်အတိတ်ဆိုတာပြီးခဲ့ပါပြီ <laughs> အနာဂတ်ကလည်းမရောက်သေးပါဘူးနေထိုင်ရှင်သန်ရာကာလဟာပြစ္ဆုတ်ပံအခိုက်အတန့်သာဖြစ်ပါလေဒါကြောင့်လက်ရှိပြစ္ဆုတ်ပံကိုပဲအာယုံဆိုက်ရပါလေပြစ္ဆုတ်ပံကိုအာယုံဆိုက်လက်ခြင်းအပြင်ဘဝကိုနဲ့နဲ့နေနေထိတွေ့ခံစားရပါလေချူသွင်းလိုက်တဲ့ဝင်လေဟာဘဝပါ ခြိုက်ထုတ်လိုက်တဲ့ထွက်လေဟာဘဝပါလမ်းလိုက်တဲ့ခြေလမ်းတိုင်းဟာဘဝပါအသက်ရှူတဲ့လေဟာဘဝဖြစ်ပါတယ်ကောင်းကင်ပြာနဲ့တစ်ပင်တွေကိုကြည့်တွေ့ခံစားလိုက်နိုင်ပါတယ်ကျင်းငယ်တွေရဲ့အတန်ကိုကြားလိုက်နိုင်ပါတယ်လူတွေရဲ့စကားတန်ကိုကြားလိုက်နိုင်ပါတယ်အခုလက်ရှိ ပစ္စုပန်အခြေအနေစီပြန်ရောက်နိုင်တယ်ဆိုရင်အသင့်ရှိနေတဲ့အံ့ဩဝေရာဘဝအတွေ့အကြုံတွေကိုခြိတွေ့ခံစားနိုင်ပါလေပစ္စုပန်အခိုက်အတန့်ထဲမှာပျော်ရွှင်စရာမရှိနိုင်ဘူးလို့လူတော်တော်များများကထင်နေကြပါလေပျော်ရွှင်မှုရရှိဖို့အတွက်ကြိုတင်ပြင်ဆင်စရာတွေရှိနေတယ်လို့လူများစုက ယုံကြည်နေပါတယ်။ဒါကြောင့်ပဲအနာဂတ်မှာနှစ်မျောပြီးပြစ္ဆုတ်ပံမှာမရှိနိုင်ရတော့ပါဘူး။ဒီတော့အံဩဝေယဘဝအတွေ့အကြုံတွေနဲ့ရွေးချော်ကြရပါလေ။အနာဂတ်စီကိုပဲအတော့နှင်းနေရင်လက်ရှိဘဝရဲ့အံဩဝေယတွေကိုမကြည့်တွေ့မခံစားနိုင်ပါဘူး။ လက်ရှိခဏပြစ္ဆုတ်ပံအခိုက်အတန့်တွေမှာဖြေလျှော့ကုသခြင်းတွေပြောင်းလဲခြင်းတွေနှစ်သက်ပျော်ရွှင်ခြင်းတွေရှိနေပါ